မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့တသမရန်တင်ချာတက်ကအခန်းနှင်းနေသသမကအငယ်ဆုံးပုံစံရောဂိမ်း list common multiple ပဲဖြစ်ပါတယ်အဲ့တော့ကြည့်ကြအောင်ပေးရင်ဂိမ်းနှလုံးတို့မဟုတ်နှလုံးထဲပိုသောဂိမ်းများဤပုံစံရောဂိမ်းများအနေနဲ့အငယ်ဆုံးကိုထိုးပေးရင်ဂိမ်းတို့ဤအငယ်ဆုံးပုံစံရောဂိမ်းကိုခေါ်ဆိုကြအောင်လေ့လာခဲ့ပြီးဖြစ်ပါသည်ဒါ grade 6မှာလည်းအများကြီးသိခဲ့ပြီးသားရှိပါတယ်နော်အဲ့တော့အငယ်ဆုံးပုံစံရောဂိမ်းကိုဆရာမတို့ စပြီးလေ့လာမယ်ဆိုရင်အကြီးဆုံးပုံစံခွဲကိန်းနဲ့တွားပြီးတော့မှမရောဘူးကတော့ကလေးတို့ကတတိထားပေးပါအဲ့တော့ဒီမှာချင်းအောင်ပုံစံတက်ကိုကြည့်မယ်မောင်မောင်ဆိုရင်အလျား7စင်တီမီတာအနှံ8စင်တီမီတာရှိတော့နောက်မန်စတုဂန်ပုံကပ်ပြားများရှိသည်တဲ့အဲ့တော့မောင်မောင်မှာအလျား7အနှံ8စင်တီမီတာရှိတဲ့နောက်မန်စတုဂန်ပုံကပ်ပြားတွေရှိတယ်ထိုတော့မန်စတုဂန်ပုံကပ်ပြားများကိုအသုံးပြု၍စတုယန်ပုံတစ်ခု ိဆောက်ပါကအငယ်ဆုံးစတူရန်အနာအဲ့တော့ဒီမှာအငယ်ဆုံးဆိုရင်ဒါအငယ်ဆုံးဘုံစာလုံးကြီးကိုရှာပေးရမယ်အငယ်ဆုံးစတူရန်ရဲ့အနာကိုရှာရမယ်တဲ့အဲ့တော့ဒီစတူရန်ပုံရရှိဖို့ရန်အတွက်တောက်မှန်စတူရန်ပုံကတ်ပြမြေများလိုအပ်တယ်နီအဲ့တော့ဆရာမတို့ကအလျား7စင်တီမီတာအနှံ8စင်တီမီတာရှိတဲ့တောက်မှန်စတူရန်ပုံကတ်ပြရှိတယ်အဲ့ဒီတောက်မှန်စတူရန်ပုံကတ်ပြကိုသုံးပြီးတော့မှတောက်မှန်စတူရန်ပုံတစ်ခုလုပ်မယ်စတူရန်တစ်ခုတိဆောက်မယ် ။ဟုတ်ပြီနော်။ကပ်ပြားကတော့ဒီလိုဖြစ်မယ်ပေါ့နော်။အလျားကဒီလိုအနံကဒီလိုဆိုရင်နည်းနည်းလေးအာဒီဒီလိုမျိုးပုံစံလေးဖြစ်နေမှာပေါ့။အဲ့လိုမျိုးပုံစံအဲဒီစုရံပုံစံရက်ကလေးကိုတုံးပြီးတော့မှကပ်ပြားကိုတုံးပြီးတော့မှဆရာမတို့ကဒီဒေါမန်စတုရံပုံကပ်ပြားကိုတုံးပြီးတော့စုရံပုံစံလုပ်ချင်တာ။ဒါဆိုရင်အငယ်ဆုံးစုရံရဲ့အလျားဘယ်လောက်ရနိုင်မလဲဆိုတာကိုရှာပြရမယ်။ဟုတ်ပြီဒါဆိုရင်ဒီမှာမှတ်ထားရမှာဒီအငယ်ဆုံးစတုရံလို့ပြောလို့ရှိရင်အငယ်ဆုံးပုံစံရုပ်ကိုရှာပြရမယ်ဒီတစ်ချက်မှရမယ်။ အော်စာရောဂိန်းတွေကိုအရင်ရှာမယ်။၈ရက်စာရောဂိန်း၊၁၂ရက်စာရောဂိန်း။ဒါသိပြီးသား၈၄၈၈၂၆၈၃၂၄၈၄၃၀၄၅၄၈၆၄၈၈၈၈၅၆ဒါဆက်သွားလိုက်မယ်။၁၂ရက်စာရောဂိန်း၊၁၂တလီ၁၂၁၂၂၄၃၃၃၆၊၁၂၄၄၈၊၁၂၅၆၆၀၊၁၂၆၄၇၀။ဟုတ်ပြီ။အဲ့ဘုံပါနေတဲ့ဟာတွေကိုကြည့်လိုက်မယ်။ဘုံပါရာဒီ၂၄၄၈၇၀။အဲ့တော့တစ်ခုကောက်လို့ရပြီဆိုတော့လည်းကျန်တာရပြီ။ 24ရဲ့စတော့ဂိမ်းနေဒီမှာလဲပဲ24တက်လေး24 24နဲ့48 24 3လေး80နဲ့ဟုတ်ပြီနော်တခုရပြီဆိုဆက်ပြီးတော့ရေးလို့ရသွားပြီအဲ့တော့ရှင်းနဲ့စနစ်တည်းရဲ့အငယ်ဆုံးပုံစံတော့ဂိမ်းကဘယ်လောက်လဲဆိုတော့24ဒါက grade 6မှာလဲတွက်ခဲ့တယ်ပြောရရင် grade 5မှာလဲပဲဒါတွေပါခဲ့ပြီးသားဟုတ်ပြီနော်ဒီကြီးကတော့ပါပြီးသားပေါ့နော်ဟုတ်ပြီဒါကြောင့်မို့လို့အငယ်ဆုံးစတူရန်ရဲ့အလျားဘယ်လောက်လဲဆိုတော့20 cm ရှိပါတယ်အဲ့တော့သူ့မှာရှိတဲ့ကပ်ပြားကဒါလေး ဒါလေးကအလျား၁၂စင်တီမီတာနဲ့အနှံ၈စင်တီမီတာရှိတာဒီကပ်ပြားကိုသုံးပြီးတော့မှစတုရန်ကိုတစ်ခုလုပ်ချင်တယ်ဆိုရင်24စင်တီမီတာပေါ့နော်ဒါကစနစ်ဒါကလည်း24စင်တီမီတာပြီးတော့ဒါရှစ်ဒီမှာ၈တစ်ခု၈တစ်ခုဆိုတော့၈သုံးလေး24စင်တီမီတာအဲ့တော့ဒီဘက်က24ဒီဘက်က24 24 24ဆိုတော့24စင်တီမီတာရှိတယ်အာဒီ အနားတစ်ဖက်ကို24စင်တီမီတာရှိတဲ့စတူယန်တစ်ခုရသွားမယ်ပေါ့နော်အဲ့ဒါဆိုရင်ဆရာမတို့တည်ထားရမှာဒီအငယ်ဆုံးလို့ပြောတဲ့အတွက်ကြောင့်မို့လို့ဒါကအငယ်ဆုံးအာဒီအငယ်ဆုံးပုံစာတို့ဂိမ်းကိုရှာပေးရမယ်ဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုကတုံးစစပွဲဂိမ်းနီးနဲ့အငယ်ဆုံးပုံစာတို့ဂိမ်းကိုရှာမယ်တဲ့ဒီမှာလည်းပဲဘာမှမခက်ဘူးပီးရင်ဂိမ်းကိုတုံးစစပွဲဂိမ်းခွဲမယ်ဒါပထမဆင်းလုံးမယ်တုံးစစပွဲဂိမ်းအသီးသီးရဲ့ထက်ညွန်အကြီးဆုံးဂိမ်း ချက်ညွန်အကြီးဆုံးလို့ပြောထားတယ်။ဟိုမှာတော့ကအကြီးဆုံးဘုံစခွဲကိန်းတုံးကချက်ညွန်အနည်းဆုံးသူကစခွဲကိန်းမလို့ခွဲလိုက်တဲ့ဆိုရင်နင်းသွားတယ်။အဲ့ဒါကြောင့်မို့ချက်ညွန်ဒီပုံပါတဲ့ဟာကိုပဲယူတယ်လို့ဆရာမတော်မှတ်သိခြင်းနဲ့ဒီမှာကျတော့အငယ်ဆုံးဘုံစတိုးကိန်းစတိုးကိန်းဆိုရင်တိုးတယ်ဆိုကြတယ်များလာမယ်များတယ်ဆိုရင်ဆရာမတို့ကရှိတဲ့မြတ်ထက်ညွန်းနေအကြီးဆုံးထက်ညွန်းအကုန်လုံးကိုယူတယ်ဆိုတာမျိုးမှတ်ရမယ်ဟုတ်ပြီနော် တော့အငယ်ဆုံးပုံစံတော့ဂိမ်းဒီအစ်စ်နှစ်မှရရှိတော့ဂိမ်းများမြောက်လက်ဖြစ်ပါသည်တဲ့။ဟောပြီးတော့ကြည့်ကြည့်အောင်6 7 8တို့ဤအငယ်ဆုံးပုံစံတော့ဂိမ်းသုံးသဆွယ်ဂိမ်းကြီးဖြစ်ရှာပါ။6ကိုခွဲမယ်2မြောက်3ခွဲတက်ပြီးတော့စနစ်ကိုခွဲမယ်နှစ်နှစ်ချက်အမြောက်၃၁၈ကိုခွဲမယ်နှစ်အမြောက်၃နှစ်ချက်ဒါခွဲတက်ပြီးသားဆီမမပြောတော့ဘူးအဲ့တော့၆၁၈တို့ရဲ့အငယ်ဆုံးပုံစာတို့ဂိမ်းဆီမပြောပြီးပြီစာတို့ဂိမ်းထညွန်ဒီအများဆုံးကိုယူရတယ်ဟုတ်ပြီနှစ်ကိုကြည့်မယ်နှစ်တစ်ချက် ်နှစ်နှစ်ထက်နှစ်တစ်ထက်အများဆုံးကနှစ်နှစ်ထက်နှစ်နှစ်ထက်ကိုယူလိုက်တယ်၃ဆိုတာ၃တစ်ထက်၃၃နှစ်ထက်များတာ၃နှစ်ထက်ကိုယူလိုက်တယ်ညားကိုယူရမယ်အဲ့တော့နှစ်နှစ်ထက်က၄၃နှစ်ထက်က၉၉လေးလီ၃၆အဖြေကသူ့ရဲ့အငယ်ဆုံးမုံစာတော့ကိန်းက၃၆ပုံစံတွေနှစ်90 24 80တို့ဤအငယ်ဆုံးမုံစာတော့ကိန်းကိုတုံးတဆွဲကိန်းနည်းဖြင့်ရှာပါဟုတ်ပြီအဲ့တော့ကျွန်တော်တို့က 90 2480ကို80ဒီရဲ့အငယ်ဆုံးမူစွာတို့ဒီသုဒ္ဒဆွယ်ကိန်းကြီးနဲ့ရှားပါမယ်။ဟုတ်ပြီ။အဲ့တော့90နဲ့အမြောက်25 25ကိုခွဲတော့9နှစ်ချက်9နှစ်ချက်5 square ပေါ့နော်2 5 square တို့ကိုခွဲလိုက်မယ်2 to the power 3 into 3 90ကိုခွဲလိုက်မယ်30အမြောက်ခွန်ဆိုတော့30ကိုထပ်ခွဲတော့2အမြောက်5အမြောက်ခွန်သုဒ္ဒဆွယ်ကိန်းခွဲတယ်ဆိုတာကသုဒ္ဒကိန်းနဲ့ရတဲ့အထိခွဲလိုက်တာ။ ဟုတ်ပြီနော်ဒီမှာဒီအခေါ်လုံးစီတုတ်တာဂိမ်းလေးစီပဲဖြစ်နေရမယ်အဲ့တော့သူ့ရဲ့အငယ်ဆုံးပုံစံရုပ်ကိုရှာမယ်နှစ်တစ်ချက်နှစ်သုံးချက်နှစ်ဒါဆိုနှစ်သုံးချက်ကိုယူမယ်ညားတာကိုယူမယ်နော်ငါးနှစ်ချက်ဒီမှာငါးနှစ်ချက်ဒီမှာငါးတစ်ချက်ဒီမှာမပေါ့မပေါ့ဆိုတဲ့သဘောကဆင်းမတော့စဉ်းစားနေကျင်တာ5 to the power 0လို့စဉ်းစားနေကျင်တယ်5 power 0က1ပဲဟုတ်ပြီနော်အဲ့တော့၃ညအထက်ရှိတယ်ဒါဆိုရင်အထက်အများဆုံးကဘယ်လောက်လဲဆိုတော့နှစ်ချက် ဒီမှာထက်အထက်ရှိတယ်လို့စဉ်းစားမယ်ဆိုရင်ဒီမှာ0ဒီမှာတစ်ထက်ဒီမှာနှစ်ထက်ဆိုအများဆုံးဒီ5 to the power 2ဟောပြီနောက်တစ်ခုကခွန်ကိုစဉ်းစားမယ်ခွန်လည်းပဲဒီမှာတစ်ထက်ရှိတယ်ဒီမှာ7 power 0 7 power 0ဆိုရင်ခွန်တစ်ထက်ကိုယူမယ်3ကလည်း3ဒီမှာရှိတယ်3 to the power 0 3 to the power 0ဒါဆိုတစ်ထက်ကိုယူမယ်အကုန်လုံးဒီအထက်များတဲ့ဟာကိုယူလိုက်တယ်2 3ထက်က8 9ထက်က25ပြီးတော့မှခွန်မြောက်3ဒါကိုအကုန်လုံးမြောက်လိုက်တော့၄000နဲ့နေရရတယ် ဲ့တော့ကလေးတို့ကတော့ဒါမြောက်ကြည့်ရပါမယ်နော်ဆရာမဒီမှာကဥပမာထဲမှာပါပြီးသားမလို့မပြောတော့ဘူးဟုတ်ပြီအစားနည်းဖြင့်အငယ်ဆုံးပုံစံတော့ဂိမ်းကိုရှာပါမယ်တဲ့အဲ့တော့ဂိမ်းများကိုတန်းထဲရေး၍ထိုဂိမ်းတို့ကိုတုတ်ထဂိမ်းတစ်ခုခုဖြင့်စားမယ်ဆရာမတို့ဘာဂိမ်းနဲ့ပဲစားမလဲဆိုတော့တုတ်ထဂိမ်းနဲ့ပဲစားမယ်အငယ်ဆုံး ကိန်းနှလုံးကိုအပြည့်စားနိုင်ရပါမည်တဲ့။အော် sorry အနည်းဆုံးကိန်းနှလုံးကိုအပြည့်စားနိုင်ရမယ်။ကိန်းသုံးလုံးပေးထားတယ်ဆိုရင်သုံးလုံးလုံးကိုမစားနိုင်ရင်လည်းဘာမှမဖြစ်ဘူး။အနည်းဆုံးတော့ကိန်းနှလုံးကိုအပြည့်စားနိုင်ရပါမယ်တဲ့ဒါတစ်ချက်။နောက်တစ်ခုကပြတ်တော်ကိန်းများ၏ဆာလတ်များနဲ့စားရမပြတ်တော်ကိန်းတို့ကိုတကြမ်းလေးထား၍ရက်ခင်အတိုင်းသုံးတာကိန်းတစ်ခုဖြစ်စားပါ။လမ်းစမတို့ရှင်းရင်းနဲ့ပြစ်သွားမှာပါနော်။ ခြာဖက်တာတဲ့ဒီမှာလေ့ကျင့်ခန်းလုံးသူ့အတူကြည့်သွားလိမ့်မယ်။အ ਨੇ ဆုံးဂိမ်းနှလုံးကိုအပြက်စားနိုင်တော့တုံ့ချဂိမ်းမရှိသည့်အထစ်စားပါ။နောက်တစ်ခုကဂိမ်းနှလုံးကိုစားနိုင်တဲ့တုံ့ချဂိမ်းမရှိသည့်အထစ်စားရမယ်။စားဂိမ်းများနဲ့နောက်ဆုံးအတန်းတွင်ရှိသည့်ဂိမ်းတို့ကိုစက်တိုက်မြောက်ပါကအငယ်ဆုံးဘုံစရိုဂိမ်းကိုရရှိပါမည်တဲ့။ဟုတ်ပြီတော့30နဲ့36တို့ကြီးအငယ်ဆုံးပုံစံတော့ဂိမ်းကိုအစားအနည်းဖြစ်ရှာပါဟုတ်ပြီအဲ့တော့စားမယ်ဆရာမဒီမှာစားပြပါမယ်30 36 တို့နှစ်ခုလုံးကိုပြက်တာဒီနဲ့25ဒီ28လီဟုတ်ပြီနော်ဒါဆိုရင်ဒီ25 28ကိုပြက်တာဒီ3 3 5 25 3 6 28ဒီနောက်ပိုင်းမပြတ်တော့တင်းတဲ့စာမှမပြတ်တော့မယ်ဒါဆိုရင်သူတို့ရဲ့အငယ်ဆုံးမုံစာတော့ဂိမ်းကဒီအကုန်လုံးကိုယူပေးရပါမယ်ဟုတ်ပြီနော်မမအကြီးဆုံးမုံစာဝယ်ဂိမ်းတော့ကဒီဘက်ကပဲယူတာနှဲ့မြောက်တော့အငယ်ဆုံးမုံစာတော့ဂိမ်းမှာတော့အကုန်လုံးယူပေးမယ်နှဲ့မြောက်၃မြောက်၅မြောက်၆ ဟုတ်ပြီနော်အဲ့တော့နှစ်3လီက6 65လီက30 36လီက180အကုန်လုံးမြောက်ရမယ်ဒါအဖြေက180နောက်တစ်ခုက60 80နှစ်90တို့ရဲ့ငွေစုံပုံစံတို့ကင်းကိုအစာနီးနဲ့ရှာမယ်အဲ့တော့ဒီတစ်ခါမှာတက်စီလိုရေးလိုက်ပြီဆမ်မတူမှာရေးပြပါမယ်ဒါဆိုရင်ရှင်းရတာပိုလွယ်မယ်လို့ထင်တယ်90သူ့ကိုစားလို့ပြတ်တဲ့အငွေစုံဒုဒ္ဒကင်းရနှစ်စုံကိန်းနေဖြစ်နေလို့နှစ်နဲ့စားလို့ပြတ်မယ်အဲ့တော့နှစ် 30လေး60နှစ်3လေး6နှစ်6လေး7နှစ်နှစ်25လေး90ဆက်ပြီးတော့သူ့ကိုသုံးနှစ်နဲ့စားလို့ရလားစဉ်းစားမယ်အဲ့တော့နှစ်နဲ့ကနှလုံးပြတ်တယ်နှလုံးပြတ်တယ်ဆိုရင်ဆရာမတို့စားလို့ရတယ်ဟုတ်ပြီနော်နှလုံးပြတ်တယ်ဆိုစားလို့ရတယ်သုံးနဲ့ကြတော့လည်းသုံးနဲ့ကလည်းနှလုံးပြတ်တာမဟုတ်ဆရာမတို့အငငယ်ဆုံးကိန်းကိုလည်းစဉ်းစားမယ်နှစ်25လေး30 28လေး16 25လေးတိုင်းပြန်ရေးလိုက်။ပေါ်မှာပြထားတဲ့ချက်ထဲမှာပါပြီးသား ဟုတ်ပြီနော်အဲ့ခါမှာဒီမှာလည်းပဲ15 switch က3နဲ့ပြတ်တယ်25တည်း3နဲ့မပြတ်ဘူးဒါပေမဲ့နှလုံးပြတ်တယ်ဆိုရင်ဆံမရ8 gain နဲ့စားလို့ရတယ်အဲ့တော့3 9လေး15 36လေး18 25ကိုဒီတိုင်းပြန်ရင်းမယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာထက်စဉ်းစားမယ်9ရက်6ရက်25ရက်မှာဆံမရဒီ1တည်း3တည်းနဲ့မပြတ်တော့ဘူး9နဲ့စဉ်းစားကြည့်တဲ့အခါမှာ9ပြတ်တယ်25ပြတ်တယ်နှလုံးပြတ်ရင်စားလို့ရတယ်ဆိုတော့9နဲ့စားမယ်9တလီ9 6ခွေတိုင်းရေး ငားငားလေးမဆန်းဘူးဒီချက်နောက်မှာဆံမတို့ကနှလုံးပြတ်နိုင်တဲ့ဂိမ်းတွေမရှိတော့ဘူးဒါဆိုရင်ဒါအဖြေပဲအဖြေရပါလဲဆိုတော့နှဲ့အမြောင်နှဲ့အမြောင်၃အမြောင်၅အမြောင်၁အမြောင်၆အမြောင်ငါအကုန်လုံးအမြောင်ပေးရတယ်လက်စွန်ဒါတွေအကုန်လုံးဆံမတို့တန်းစီပြီးရေးလိုက်မယ်နှစ်နဲ့လေး၄လေး၃လေး၁၂နဲ့၁၅လေး၆၀ဟာပြီနော်၆၀ရဲ့ဆက်ပြီးမြောက်မယ်၆၆36 360 365လို့ဆိုပြီးဆက်ပြီးမြောက်သွားအကုန်လုံးမြောက်မယ်1800ရရမယ် ဟုတ်ပြီနော်အဲ့တော့ဒါမှပါပဲခက်တာလဲဆိုတော့နှလုံးရှိတဲ့အချိန်မှာဒီဆက်ပြီးမမြောက်တော့မှာကိုဆိုတာပေါ့နော်အဲ့ဒီခါကျတော့နှလုံးကိုပြက်တယ်နှစ်နဲ့နှလုံးပြက်တယ်ဆိုရင်တွက်ချလိုက်မယ်။သုံးနှစ်နှလုံးပြက်တယ်ဆိုရင်လည်းတွက်ချလိုက်ဟုတ်ပြီနော်ပုံစံတက်တော့ရှင်းနဲ့စနစ်တော်ဤအကြီးဆုံးပုံစံဝက်ကိန်းနဲ့အငယ်ဆုံးပုံစံဒိုကိန်းကိုရှာနှစ်ခုလုံးကိုရှာပေးမယ်။ဟုတ်ပြီဒါဆိုရင်တော့ဆရာမတို့ဒါကိုတုံးသားဆဝက်ကိန်းခွဲတဲ့နည်းနဲ့ပဲရှာမယ်။ရှစ်ကိုခွဲတော့နှစ်အမြောက်နှစ်အမြောက်နှစ်ဆိုနှစ်သုံးချက် ဆက်နှစ်ကိုခွဲတော့အနှဲ့မြောက်အနှဲ့မြောက်သုံးဆိုတော့နှစ်နှစ်ထက်သုံးအကြီးဆုံးပုံစာခွဲကိန်းဆိုတာဘုံပါနေတဲ့ဟာတွေကိုဝယ်ယူတာဟုတ်ပြီနော်အဲ့ခါကျတော့ဒီမှာနှစ်သုံးထက်ရဲ့နှစ်နှစ်ထက်ရဲ့ဆိုတော့နှစ်ကိုယူမယ်နှစ်ကိုယူမယ်နှစ်ကဘယ်နှစ်ချက်ယူမလဲဆိုတော့နှစ်နှစ်ထက်ရဲ့နှစ်သုံးထက်ဆိုနှစ်သုံးနှစ်ထက်ကိုယူမယ်အဲ့တော့နှစ်နှစ်ထက်က၄အငယ်ဆုံးပုံစာတို့ကိန်းကိုကြည့်မယ်သူကကျတော့ရှိသမျှအဖုံယူတာဆိုတော့နှစ်သုံးထက်ရဲ့နှစ်နှစ်ထက်ရဲ့မှာနှစ်သုံးထက်ကပါပါများတော့နှစ်သုံးထက်ကိုယူမယ် 3ကဒီမှာတစ်ထက်ဒီမှာ3သက်သက်ပါပါ0ပေါ့နော်ဒါဆိုရင်ဒီမှာ3ကိုယူပြီးတော့ဒါက2 3ထက်က8 8 3 24ရပြီနော်အဲ့တော့အကြီးဆုံးပုံစံခွဲဂိမ်းနဲ့အငယ်ဆုံးပုံစံတော့ဂိမ်းတို့မြောက်လက်4ရဲ့မြောင်24 4ဆိုတာကအကြီးဆုံးပုံစံခွဲဂိမ်း24ဆိုတာကအငယ်ဆုံးပုံစံတော့ဂိမ်းအဲ့ဒီနှစ်ခုမြောက်လိုက်တဲ့96တီးတဲ့ ။မူရင်းကိန်းနှလုံးရှင်းနဲ့စနစ်တို့အိမ်မြောက်လက်နဲ့တူပါတယ်။အဲ့တော့မူရင်းကိန်းကရှဲမြောက်စနစ်စနစ်ရှိလီ96ရှစ်စနစ်လီ96တူညီနေကြောင်းတွေ့ရသည်တဲ့။ဒါဆိုရင်ကလေးတို့ကသိသွားပြီချင်ပါတယ်။ကိန်းနှလုံးကိုဆရာမတို့အကြီးဆုံးပုံစံကွယ်ကိန်းရှာမယ်။အငယ်ဆုံးပုံစံတို့ကိန်းရှာမယ်။အဲ့ဒီနှစ်ခုမြောက်လိုက်တဲ့မြောက်လို့ရတဲ့မြောက်လက်သည်မူရင်းကိန်းပေရင်းကိန်းနှလုံးရဲ့မြောက်လက်နဲ့အတူတူပဲတဲ့။ဟုတ်ပြီနော်ဒါဆိုဆက်ပြီးတော့ကြည့်ကြရအောင်။28အမြောက် oh, sorry 29နဲ့85ရေးအကြီးဆုံးပုံစံခွဲကိန်းနဲ့အငယ်ဆုံးပုံစံရိုးကိန်းရှာရှာမယ်ဟုတ်ပြီ29ကိုခွဲလိုက်မယ်339 9933ချက်85ခွဲမယ်3945 55 95 95ဒါဆင်မမခွဲပြတော့ကလေးတို့ရတယ်လို့ပဲယူဆထားပါမယ်နော်မရရင်လည်းပြောပါဆင်မတို့နောက်ဗီဒီယိုတွေမှာအဆင်ပြေစီပြန်သွားပါမယ် 3ရက်5နှစ်ထက်ရပြီဟုတ်ပြီအကြီးဆုံးပုံစာဝဲကင်းကိုရှာမယ်ဘုံပါတဲ့ဟာကိုယူမယ်3 3ထက်ရ3ရက်ဆိုတော့3ရှိမယ်5နှစ်ထက်ရဒီမှာအထက်မရှိဘူးဆိုတော့9ကိုယူလို့မရတော့အဲ့တော့အကြီးဆုံးပုံစာခွဲကင်းကို3အငယ်ဆုံးပုံစာရောကင်းကိုရှာမယ်ဘုံပါရာဒီမှာ3 sorry ဘုံပါရာမို့အဒီထညွန်ကြီးတဲ့ဟာဒီ ၃၃ထက်နောက်ဆို၃၃ထက်ကိုယူမယ်၅နှစ်ထက်ကိုယူမယ်အဲ့တော့၃၃ထက်ဆိုတာ၃၃လေးကို၉၃လေး၂၇၅နှစ်ထက်ဆိုတာ၅၅၂၅ဒါအောင်မြောက်လိုက်၆၈၅အဲ့ဆိုရင်ဒီ၆၈၅ရဲ့၃ရဲ့မြောက်ချင်းဒီဒီက၈၅ရဲ့၂၇ခွင့်ရဲ့မြောက်ချင်း ਨੇ တွေ့ပါတယ်ဒီအောက်မှာတစ်ချက်ပေးထားတယ်အချက်ကိုကြည့်အောင်အကြီးဆုံးပုံစံခွဲကိန်းနဲ့အငယ်ဆုံးပုံစံရောကိန်းမြောက်လက်၃အမြောက်၆၈၅၂၀၂၅ဒီမူရင်းကိန်းနှလုံး၂၇အမြောက်၈၅လို့မြောက်လက် 2025နဲ့တူညီပါသည်တဲ့။ဟုတ်ပြီဒါစီစီမှာဆက်ပြီးကြည့်အောင်။ကိန်းနှလုံးဤမြောက်လက်သည်ထိုကိန်းနှလုံး၏အကြီးဆုံးပုံစားခွဲကိန်းနှင့်အငယ်ဆုံးပုံစားဒိုကိန်းတို့၏မြောက်လက်နှင့်တူညီကြည့်တဲ့ဒါကတော့အပေါ်ကပုံစံအတွက်၃နဲ့ပုံစံအတွက်၄ကိုနားလည်လို့ရှိရင်ဒီအချက်ကိုနားလည်ပြီပဲဟုတ်ပြီနော် ။ဒါဆိုရင်တော့ဆရာမတို့ဒီနေ့တွားလိုက်တဲ့အငယ်ဆုံးဘုံစထိုခင်းရဲ့အကြောင်းကိုကလေးတို့ရသွားပြီးချင်းနေ။အကြီးကတော့ဒီမှာမှတ်ထားရမယ့်အချက်တည်းသူ့ရဲ့ထညွန်အကြီးဆုံးကိုယူတယ်ဆိုတဲ့အချက်ကလေးမှတ်ရမယ်။ဟိုဘက်ကလေးကျန်ခင်းနဲ့သမာငါစာမျက်နှာ25မှာရှိတယ်လေးကျန်ခင်းနဲ့သမာငါကိုတော့နောက်ဗီဒီယိုဒီမှာဆက်ပြီးတော့မှရှင်းပြပေးမှာဖြစ်ပါတယ်ခုလိုအဆုံးအထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်